ထေးရီနေတဲ့မြောက်တကုံကိုရန်ကုန်ကလူတွေမနာလို့ဖြစ်နေကြတဲ့အကြောင်းပြောလာတဲ့နိုင်ရှင်မြင့်မုံပရိသတ်များအလုံးမင်းမင်္ဂလာပါရှင်ဆယ်လင်းစတာပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မြောက်တကုံမှာရေကြီးလို့ပြောနေကြတဲ့လူတွေကိုမြောက်တကုံကတထေးရီနေရဲ့ရက်ကွက်မလုံးမနာလို့ဖြစ်နေရလားဆိုပြီးဒဲမေကွန်ထုတ်လိုက်တာကတော့ဇက်ဘိုတယုတ်ဆောင်နိုင်ရှင်မြင့်မုံဖြစ်ပါတယ်။အလုံးသိကြတဲ့အတိုင်းရန်ကုန်မြို့ဟာမိုးရသည်ကြာရောက်ပြီးဆိုရင်လူတိုင်းကြုံတွေ့ရတဲ့အရာကတော့ရေကြီးရေရှမ်းမှုဖြစ်စင်ပါပဲ အထူးသဖြင့်ရန်ကုန်မြို့မှာရေမြောင်းတွေရေစင်းစင်းမှုမကောင်းတာနဲ့အတူမိုးနေနေရွာပြီဆိုတာနဲ့ကားလမ်းတွေပေါ်မှာရေတွေဟာငွေဆောင်ကိုရောက်တယ်လို့လို့ချောင်းသားကိုရောက်နေတယ်လို့လို့ဖြစ်သွားတတ်ပါတယ်။ဒါတင်မကပါဘူး။ရေတွေဟာရက်ကွက်တွေအထဲကိုတောင်ဝင်လာတတ်ပါတယ်။ဒီလိုမျိုးရေကြီးတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးနာမည်ကြီးတာကတော့မြောက်တကုံပါပဲ။မြောက်တကုံမြို့နယ်တစ်ခုလုံးဟာတော်တော်လေးကိုရေကြီးပြီးတော့မသိရင်အင်းလေးလို့လို့ဖြစ်သွားတတ်ပါတယ်။မိုးရသည်မဟုတ်ဘဲရေမကြီးရင်တော့မြောက်တကုံဆိုတာကအခုချိန်မှာခေတ်သစ်ဝင်တာမြောက်ရွှေတောင်ကြား လုလုဖြစ်နေပါပြီ။မြောက်တကောင်မှာအိမ်စည်းကွက်တွေ၊ခြံစည်းကွက်တွေခေါင်ခိုင်နေရဖြစ်ပါတယ်။အခုချိန်မှာတောင်ယုံတန်ယုံလူတွေဟာမြောက်တကောင်မှာအိမ်မဝင်နိုင်ကြပါဘူး။ဒါပေမဲ့လည်းမိုးရေရွာရင်တော့မြောက်တကောင်ကရေကြီးပြီးတော့အိမ်တဲထိရေဝင်တတ်ပါတယ်။ဒီလိုမျိုးရေကြီးမှုဖြစ်စဉ်ကသိန်းပေါင်းတောင်းချီတန်တဲ့အိမ်တွေရှိတဲ့ရက်ကွက်မှာတောင်းဖြစ်လိမ့်ရှိရဖြစ်ပါတယ်။တရုတ်ဆောင်မင်းသမီးခင်စာကြည်ကျော်ရဲ့သိန်းတောင်းချီတန်တဲ့အိမ်မှာတောင်းရေတွေဝင်နေလို့ဒုက္ခရောက်နေရဖြစ်ပါတယ်။ဒါကြောင့်မြောက်တကောင်ကိုလူတွေကလှောင်ပြောင်ကြပါတယ်။ ။တာကိုမြားတကောင်မှနေထိုင်တဲ့ဇက်ဖို့တယောက်ဆောင်နိုင်ရှင်မြင့်မိုးကတုံ့ပြန်လာခဲ့ရပါ။နိုင်ရှင်မြင့်မော်ဟာအစောပိုင်းမှာတော့တာမန်ဇက်ဖို့တယောက်ဆောင်ဆိုပေမယ့်အခုချိန်မှာမြန်မာနိုင်ငံရဲ့လိုက်စေးဘီယံမာကြီးအဖြစ်ကျွေးဝါချမ်းသာနေရပါ။ဒါကြောင့်နိုင်ရှင်မြင့်မော်ဟာတိန်းတောင်းကြော်တဲ့အိမ်ကိုမြောက်တကုံမှာဆောက်လုပ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအခုခါမှာတော့မြောက်တကုံမှာရေကြီးလို့လူတွေလောင်ပြောင်ကြတဲ့ပုံမှာနှမ်းရှင်မြေမိုးကနှမ်းရှင်မြေမိုးကမိုးရပြီးမိုးကြီးပြီဆိုရင်မြောက်တကုံကိုတထည့်ရက်ကွက်ဆိုပြီးတော့တထည့်တွေကြီးနေတာဆိုပြီးညက်ပတ်ဆုပ်ပြက်နေရပဲလို့မြောက်တကုံမျိုးကြီးဈေးတက်စီကားပြီးတော့တထည့်တွေနာမည်ကြီးတွေပဲစုနေလို့ဗလိန်နဲ့လူတစုတသက်ရှိကြောင်းဒါပေမဲ့တကယ်မိုးများပြီးရေကြီးပြီဆိုရင်ရန်ကုန်မြို့ထဲမှာမြောက်တကုံတစ်ခုပဲကွက်ပြီးတော့ရေကြီးတာမဟုတ်ကြောင်းရန်ကင်း Golden City ရှိမှာဆိုရင်ရေကူးလို့ရတဲ့အထိရေကြီးကြောင်း ွေစင်းနာလမ်းမကြီးလိုလမ်းကျယ်ကြီးမှဆိုရင်လည်းရေကြီးကြောင်းမြောက်တကောင်မှဆိုရင်တမျိုးလုံးရေတွေကြီးတာမဟုတ်ပဲချောင်းနဲ့နီးတဲ့ရက်ွက်တွေလောက်ပဲရေကြီးတာလူတွေကနာမည်ကြီးပြီဆိုရင်လူမမဟုတ်ဘူး တမ်းမဲ့မျိုးနယ်တစ်ခုကိုတောင်အမြုံစိမ့်နဲ့ဝိုင်းပြီးတော့ဗလင်းတက်ကြတတ်တယ်လို့ဆိုပါတယ်။ဒါပြင်းနှန်းရှင်မြမို့ကမိုးကြီးပြီဆိုရင်ဝင်းတမရလဲလဲရေကြီးရင်စမ်းချောင်းလဲရေကြီးရင်တာကေတလဲရေကြီးရင်တင်ငန်းကျော်မြောက်ကလာရန်ကင်းစသဖြင့်အကုန်ကြီးတယ်။မကြီးစင်ချင်းရဲ့အမိုက်တွေမပြေချနဲ့။မြောင်းနယ်စင်းသာရှင် အမိုက်တွေဖေကြောင့်ဘယ်နဲ့မပြီးတော့ဘူး။စသဖြင့်မြောင်းတကုံကိုမနာလိုတဲ့သူတွေကိုအခုလိုပဲဒဲဝုံးလိုက်တာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ရန်ကုန်မြို့မှာရေရွေကြီးနေတဲ့ ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။